မရှင်များအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်နှလုံးပေါင်းရှင်းအတန်းယူရဲနီလေးလုံးပေါ့နော်လေးလုံးယူရဲနီကိုတင်ပြတော့မှာဖြစ်ပါတယ်ဒီငါတိတ်ကိုလေးတိတိကနေစာပြီးပြပေးထားတာပေါ့နော်ဒီနေ့အဆက်ကိုတင်ပြတော့မှာဖြစ်ပါတယ်ကိုလေးပေါင်း73 3ရင်နှက်ခက်က9ပေါ့နော်9ရင်ပါဝါ3ည3ရင်ပါဝါ8 3 9 3ည8နှလုံးပေါင်းရှင်းအတန်းမှာသူရှားပြီးတော့တာကလေးတိခွန်ပေါ့နော်လေးတိခွန်ဆိုတဲ့အဲ့ဒီမှာလေးတိပေါင်းတာ၅တိခွန်ပေါင်း၈ဆိုပြီးတော့ပေါင်းရှင်းအတန်းနှစ်ခုရှားပြီးသွားတယ်ဗောနော် ရှင်း၅နှစ်ရှိခွန်3ကိုမူတည်ပြီးတော့ကိုယ်တုံများခွန်ကတပင်ကိုတွေ့တာဖြစ်ပါတယ်။တုံများရဲ့နှခခွန်ခွန်ရဲ့ပါဝါနေတုံများပါဝါ၅မှာကိုယ်တုံများခွန်ဆိုတဲ့အတွက်ကြောင့်မို့နှလုံးပေါင်းရှင်အတန်ဖြစ်တဲ့အတွက်တုံများနဲ့ခွန်ပေါင်းရှင်ခုနှစ်အတန်ဖြစ်ပါတယ်။ကိုယ်တုံများ၆တုံများတိကုဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်သဆောင်းပါနော်။ရှောင်းနဲ့တုံများပေါင်း၆၆၉၄တိ ကနန်းနှလုံးပေါင်းရှင်အတန်ဖြစ်ပါတယ်ဗောနော်အဲ့မှာကိုယ်တော်များသုံးဆိုတဲ့အတွက်ကိုယ့်ရဲ့တော်များရဲ့ပေါင်းရှင်ကိုယ်အတန်ချပေးသွားတာဖြစ်ပါတယ်ကိုယ်တော်များသုံးပြီးတော့နှစ်ခုနှစ်ရှစ်ခုနှစ်ဖြစ်ပါတယ်ရှစ်ရက်နှစ်ရက်ပေါင်းရှင်30ဗောနော်တော်များရဲ့နှစ်ခါခွန်ခွန်ရဲ့ပါဝါနှစ်တော်များပါဝါ5အဲ့ဒီမှာသူချပေးသွားတာက6တုံများ5ဆိုတဲ့အတွက်နှလုံးပေါင်းရှင်အတန်တုံများနဲ့5ပေါင်းရှင်5ပေါ့နော် နောက်ထပ်6တုံညာ၅ပြီးတော့9 3တုံညာ၄9 3ဒါဒီဒီရှေ့ရနှစ်ဒီဖြစ်ပါတယ်ဗောနော်၄နဲ့တုံညာနဲ့ပေါင်းလေး၄ရဲ့နှစ်ခါနှစ်၄ရဲ့ပေါင်းနှစ်ရဲ့ပါပါခွန်၄ရဲ့ပါပါ9အဲ့ဒီမှာခွန်ရှင်းနှစ်ဆိုတဲ့အတွက်ကြောင့်မို့ကနန်းနှလုံးပေါင်းရှင်းအတန်းခွန်နဲ့နှစ်ပေါင်း9အတန်းချပြီးသွားတာဖြစ်ပါတယ်နောက်ထပ်၄ခွန်ရှင်း၈တနှစ်ဗောနော်ဒီနေ့တောင်များနေရှားပြီးတော့ဒီပင်ကိုလေ့လာမှာဖြစ်ပါတယ်။ရှင်းနဲ့ရှင်းပေါင်း16ရှောင်းရင်းနှက်9ပေါ့နော်။ ကိုရပါပါလေရှောင်းရပါပါတဲ့မှာနေ့တုံညာနေ့ဆိုတဲ့အတွက်ကြောင့်မို့နေ့နဲ့နေ့ပေါင်းရှင်လေးအတန်းချပေးသွားတာဖြစ်ပါတယ်။အဲ့ဒီနေ့တုံညာနေပြီးတော့လေးလေးရှောက်ပါနော်လေးလေးရှောက်ပြီးတော့ကိုငါပြဖြစ်ပါတယ်။အဲ့ဒီနေ့ပင်ကိုမူတည်ပြီးတော့ကိုကိုတုံညာချပေးသွားတဲ့တွင်ကိုဆက်ပြီးလေလာကြည့်မယ်။ကိုနဲ့ရှောက်ပေါင်းဆန်က9ရက်နှစ်ခတ်3ပါနော်။9ရက်ပါဝါ9ရက်ပါဝါတုံညာ3ရက်ပါဝါရှင်းမှာကျွန်တော်ကိုကိုတုံညာဆိုတဲ့အတွက်ကြောင့်မို့ကိုနဲ့ကိုပေါင်းရှင်ချစ်အတန်းချပေးသွားတာဖြစ်ပါတယ်။ ဒီကိုတုံညာကိုခွန်ခွန်ငါခွန်ပါနဒီခွန်နဲ့ခွန်ပေါင်းရှင်းဆက်လေးလေးရဲ့နှခမ်းနေပေါ်နော်နေရဲ့ပါဝါခွန်လေးရဲ့ပါဝါကိုမှာငါလေးလေးဆိုတဲ့အတွက်ကြောင့်မို့ငါရဲ့လေးရဲ့ပေါင်းရှင်ကိုအတန်ဖြစ်ပါတယ်ပြီးတော့ကိုခံကုန်တာဒီ2020နဲ့လေးပေါ့နော်အဲ့မှာကိုနဲ့တုံညာနဲ့ပေါင်းကိုဖြစ်ပါတယ်ကိုလျှောက်တစ်လေးမှာ395ဆိုတဲ့အတွက်ကြောင့်မို့ဒီ 9ရက်9ရက်ပေါင်းရှင်လေးရက်တန်ဖြစ်ပါတယ်3 9 9ပြီးတော့နောက်ထပ်တစ်ပြင်မှာ6 3 3 6 6အဲ့ဒီနှစ်ပြင်ကိုမူတည်ပြီးတော့အလေးရှိတရားပြီးတော့ဒီတစ်ပြင်ကိုလေးလာတာဖြစ်ပါတယ်9 6တင်လေးနှလုံးပေါင်းရှင်အတန်ထဲကလေးရှိတရားပြီးတော့တဲ့အတွက်ကြောင့်မို့နှလုံးပေါင်းရှင်အတန်အနေနဲ့ရှင်းနေတဲ့ပေါင်း9အတန်ဖြစ်ပါတယ်မာကိုရှိတိတိချောင်းဆိုတဲ့အတွက်ဒီရှင်းနေတဲ့ပေါင်း9 6 4ပေါင်းရှင်းအတန်၄လုံးထဲက ်6ကိုတုံများဖြစ်တဲ့အတွက်9နဲ့တုံများနဲ့ပေါင်9 6နဲ့တုံများနဲ့ပေါင်6ဆိုပြီးတော့ပေါင်းရှင်းအတန်နှစ်ခုရှားပေးသွားတာဖြစ်ပါတယ်နောက်ထပ်တစ်ပင်မှာ593934ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ93ပေါင်းမှာဖြစ်ပါတယ်93ပေါင်းရှင်း6ဆိုတဲ့အတွက်7363ကနန်းနှလုံးပေါင်းရှင်းအတန်ထဲက3များနဲ့3ပေါင်း393ပေါင်း6ဆိုပြီးတော့93များ3ချပေးသွားတာဖြစ်ပါတယ်93များ3ပြီးတော့ 336ပေါ့နော်336ပြီးတော့3ညာ4တဆိုတော့ဒီ6ရက်3ညာနဲ့ပေါင်းရှင်း6ရှောက်94တပေါင်းရှင်းအတန်ထဲက6ရှောက်ခွန်ဆိုတဲ့အတွက်6နဲ့6ပေါင်း4အတန်ဖြစ်ပါတယ်နောက်ထပ်2ပင်ကျော်ပေါ့နော်နောက်ထပ်2ပင်ကျော်မှာရှောက်3ညာ6ရှောက်ရှောက်2ဆိုတဲ့အတွက်ဒီ6နဲ့6ပေါင်းတာ7နှစ်4 6ခွန်ပေါင်းရှင်းအတန်မှာ6 6က6နဲ့6ပေါင်းရှင်း7နှစ်အတန်ဖြစ်ပါတယ် ကိုရှောင်းနေတောင်ညာလေးလေးနေနေတဲ့ပေါ်တော့အဲ့မှာနေနေတောင်ညာနဲ့ပေါင်းနေနေလေးကိုခုမှနေနေတိချပေးသွားတဲ့အတွက်ကြောင့်မို့နှလုံးပေါင်းရှင်အတန်နဲ့နေနေနေပေါင်းရှင်လေးအတန်ဖြစ်ပါလေ။ရှစ်လေးတုံးရှစ်လျှောက်တုံးဒီနေတောင်ညာကိုတပင်ပေါ်တော့အဲ့မှာရှင်နဲ့သုံးပေါင်းဆက်တိရှစ်သုံးလျှောက်ပေါင်းရှင်အတန်ထဲကနေတောင်ညာကိုဆိုတဲ့အတွက်ဒီထိတ်စီနဲ့အပိတ်နဲ့ပေါင်းရှင်အတန်တိဖြစ်ပါလေ။ ခွန်ခွန်ကိုဒါ2025ရောက်လာပြီပေါ့နော်ခွန်နကိုပေါင်း16 69လေးတိပေါင်းရှင်အတန်ထဲမှာ3ခွန်ခွန်ဆိုတဲ့အတွက်အနောက်နှလုံးပေါင်းခွန်နဲ့ခွန်ပေါင်း၄အတန်ချပေးသွားတာဖြစ်ပါတယ်နောက်ထပ်69လေးပြီးတော့963အဲ့မှာ45ပေါင်း99လေးဆိုပြီးတော့ကျွန်တော်တင်ပေးထားတာပေါ့နော်အဲ့မှာ963ပြီးတော့သူချပေးသွားတာက68ဖြစ်ပါတယ်68ခွန်ဆိုတဲ့အတွက်ကြောင့်မို့68ပေါင်းရှင်၄အတန်ဆိုပြီးကျွန်တော်ချပေးသွားတာဖြစ်ပါတယ်အဲ့ဒီတွင် ထပ်ပြီးရှားပြီးသွားခဲ့တာပေါ့နော်။ရှောင်းနဲ့ရှင်းပောင်းရှင်းလေးတန်ဖြစ်ပါတယ်။ Okay ရှောင်းရှိခွန်ပြီးတော့နိနိခွန်ဖြစ်ပါတယ်ပေါ့နော်။ကျွန်တော်စောင်းနေတဲ့အကြိမ်ကြီးရလာပြီပေါ့နော်။ရှောင်းရှိခွန်ပြီးတော့နိနိခွန်ဖြစ်ပါတယ်။နိနိခွန်ပြီးတော့အဲ၃ရှိရှိဖြစ်ပါတယ်ခင်ဗျာ။၃၈၈ဒီအမှာပဲဆက်ရည်လိုက်တော့မှာပေါ့နော်ဆိုတော့ကျွန်တော်ဒီ20အဆက်က တဆောင်းပေါင်းမှာဖြစ်တဲ့အတွက်ခွန်3ပေါင်းချင်း30ပေါ့နော်အဲ့ဒီ3ညကိုနှက်ခယူရမှာဖြစ်ပါတယ်3ညရဲ့နှက်ခကခုနှစ်ဖြစ်ပါတယ်3ညခွန်ပြီးရင်ခွန်ရဲ့ပါဝါကနေဒီရှိဆုံး3ညရဲ့ပါဝါက9ဆိုတဲ့အတွက်နှလုံးပေါင်းချင်းအတန်း3ညခွန်နေ9ဆိုပြီးရမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ3ညခွန်နေ9ဒီ63ည5တပြင်းမှာခြားပေးသွားခဲ့ဖူးတယ်9အတန်ပေါ့နော် ပြီးရင်ကိုတုံမြခွန်တပင်ပါလေတုံမြနဲ့ခွန်ပေါင်း9အတန်းချပေးတော့ခဲ့ဖူးတယ်ခင်ဗျာဒီကိုချိန်ပါလေကျွန်တော်တို့တနေ့အရာတုံမြခွန်နေငါဆိုပြီးတော့နှလုံးပေါင်းရှင်အတန်းတွင်းနံပါတ်1ဖြစ်ပါတယ်ပေါ့နော်လေးလုံးဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်တွင်းနံပါတ်2ပေါ့နော်တွင်းနံပါတ်2နှလုံးပေါင်းရှင်အတန်း3လုံးယူတဲ့နေ့ကိုလည်းတစ်ဆက်သေးပဲထပ်ပြီးတော့အတူတူလေ့လာကြည့်မယ်ပေါ့နော်ဘဲတိုတန်ဖြစ်ပါတယ်နှလုံးပေါင်းရှင်အတန်းပေါ့နော် တနင်္ဂနွေလုံးပေါင်းလို့ရှိရင်ကျွန်တော်တို့၃ညခွန်၊နေ၅ဆိုပြီးတော့ဖြစ်ရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။ဒါသွနီးနံပါတ်၁ပေါ့နော်။ Okay ဆက်ပြီးတော့သွနီးနံပါတ်၂ပေါင်းရှင်းအတန်တနင်္ဂနွေ၃လုံးယူတဲ့နေ့ကိုလည်းထပ်ပြီးလေ့လာကြည့်အောင်ပါခင်ဗျာ။ Okay ပဲတူတယ်ပေါ့နော်ပဲတူတယ်ဒီခွန်တိချ665ကနေပေါ့နော်၄ရှင်း၉ရှောင်းနေတဲ့ပင်ကိုလေ့လာကြည့်အောင်အဲ့ဒီမှာ ဒီခုန်တချစ်တဲ့ကအလေထိုင်တစ်ကိုမူတည်ရမှာဖြစ်ပါတယ်ဗောနဒီတစ်ဖြစ်ပါတယ်အဲ့ဒီတစ်ကိုမူတည်ပြီးတော့ကျွန်တော်နောက်ထပ်အနေနဲ့ကိုးနဲ့ထပ်ပေါင်းပြရတာဖြစ်ပါတယ်တစ်ကိုကိုးနဲ့ပေါင်းရှင်းတစ်စိရတယ်ဗောနတုံညာတစ်တစ်ကို၃နဲ့ပေါင်းတော့၄တုံညာတစ်၄ပေါင်းရှင်းအတန်၃လုံးယူတာဖြစ်ပါတယ်ခြားပြီးတော့တာက၉၆နှစ်ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာကြတော့ ကိုနဲ့နင်းနဲ့ပေါင်းရှင်းတည်အတန်ချပေးသွားတာဖြစ်ပါတယ်ထိတ်ရှိနဲ့အပိနဲ့ပေါင်းရှင်းအဲ့ဒီနှလုံးပေါင်းရှင်းတည်ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာအနောက်မှာထပ်ပြီးကြည့်လိုက်မယ်ပေါ့နော်ဒီကိုးနဲ့ဒီနစ်နဲ့အကြိကနဲ့နှလုံးပေါင်းရှင်တိပရိဖြစ်ပါတယ်တိအတန်ပေါ့နော်โอเคထပ်ပြီးတော့ဒီကိုးရှောင်းနစ်တပင်ကနေတုံညာလေးလေးတပင်ကိုထပ်ပြီးလေ့လာကြအောင်ဒီရှင်းကို 9နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်ဗောနော်၈9ပေါင်းရှင်းကဇက်ခွန်ခွန်ရှင်း၈ကို3ပေါင်းစတိခွန်ရှင်း3ပေါင်းရှင်းအတန်မှာ3ညအလေးလေးဆိုတဲ့အတွက်ဒီအနောက်နှလုံးပေါင်းမယ်ဗောနော်၄နဲ့၄ပေါင်းရှင်း၈အတန်ဖြစ်ပါတယ်ခင်ဗျာဒီ၄နဲ့၄ပေါင်းရှင်း၈အတန်ဗောနော်တောင်ညာလေးလေးတပင်ကနေနိနေတပင်ကိုတပီလေးလာကြည့်အောင်တနည်းအရဒီ936တောင်ညာလေးလေးဆိုတဲ့အတွက်အဲ့ဒီ3ကိုမူတည်ပြီးတော့ကိုယ်နဲ့ထပ်ပေါင်းတော့ တောင်ကိုပေါင်းစနစ်နေတောင်တုံးကိုတုံးပေါင်း6နေတုံး6ပေါင်းရှင်းအတန်တဲကနေနေတဲ့ဆိုတဲ့အတွက်ကြောင့်မို့အဲဒီမှာတော့အနောင်နှလုံးပေါင်းနေနေတဲ့ပေါင်းရှင်း3အတန်ဖြစ်ပါတယ်နေနေတဲ့ပေါင်း3အတန်ပါနော်နောက်တစ်ပြင်ဒီရှိကုန်မူတည်ပြီးတော့9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ပါနော်ဟုတ်ကဲ့ကျွန်တော်ရှိနဲ့9ပေါင်းရှင်းဒီဇက်ခွန်ရတယ်ပါနော်ဇက်ခွန်ဆိုတဲ့အတွက်ခွန်ရှိရှိကုန်3ပေါင်းတာ7ခွန်ရှိ3ပေါင်းရှင်းအတန်ဖြစ်မယ်ပါနော် ရှားပြီးသွားတာက၈၄၃ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာအနောက်နှလုံးပေါင်း၄၃ပေါင်းရှင်းခွန်ဖြစ်ပါတယ်။၈၄၃ပေါင်းလည်း၁၇အတန်ဖြစ်ပါတယ်ပေါ့နော်။ဒီ၈၄၃ပေါင်းလာက၁၇အတန်အနောက်နှလုံးပေါင်း၄၃ပေါင်းရှင်း9အတန်ဆိုပြီးတော့ပေါင်းရှင်းအတန်နှစ်ခုစလုံးရှားပြီးသွားတာဖြစ်ပါတယ်။ရှားသလုံးကိုမူတည်ပြီးတော့9နဲ့ထပ်ပေါင်းတော့55 56 63ပေါင်း9 56 9ပေါင်းရှင်းအတန်တဲက863ဆိုတဲ့အတွက်ကြောင့်မို့ အဲ့မှာအနောင်နှလုံးပေါင်း63ပေါင်းရှင်း9ဖြစ်ပါလေ9ရှောက်9ထဲက9အထက်63တွဲပါနော်63တွဲချပြီးသွားတာဖြစ်ပါလေနောက်ထပ်နံပါတ်နောက်ထပ်63တွင်ပြန်လေ့လာကြည့်မယ်ပါနော်ဒီ9ကိုမူတည်ပြီးတော့9နဲ့ထပ်ပေါင်းတာဆိုရင်ပေါင်းရှင်း800ရတဲ့အတွက်8993ပေါင်းတာ7နှစ်89နှစ်အတန်မှာ139ဖြစ်ပါလေ ဒါကြောင့်မို့အဲဒီမှာတော့နင်းတဲ့တုံညာနဲ့ပေါင်းရှင်းညအတန်ရယ်တုံညာနဲ့ကိုးပေါင်းရှင်းကိုးအတန်ဆိုပြီးတော့ပေါင်းရှင်းအတန်တစ်ခုခြောက်ပြီးသွားခဲ့တာဖြစ်ပါတယ်ဒီတုံညာနဲ့ကိုးပေါင်းရှင်းကိုးအတန်ပေါ့နော်နောက်ထပ်ဒီနင်းတုံညာကိုးမှာဆိုတော့ဒီသုံးတလုံးကိုမူတရားမှာဖြစ်ပါတယ်သုံးကိုကိုးပေါင်းမှာဖြစ်ပါတယ်စနစ်နင်းသုံးသုံးကိုသုံးပေါင်း6နင်းသုံး6အတန်မှာကွန်ခွန်ကိုးဆိုတဲ့အတွက်ခွန်ကိုးပေါင်းရှင်း16ဖြစ်ပါတယ်အနောက်နှလုံးပေါင်းမယ်ပါနော် ဒီခွန်ရန်ကိုရပေါင်းချင်း6အတန်ချပေးသွားခဲ့တာဖြစ်ပါတယ်။ Okay နောက်ထပ်ခွန်ခွန်ကိုအနေနဲ့ထပ်ပြီးလေ့လာကြည့်အောင်ဒီ၃မျိုးကိုမူတည်ရမှာဖြစ်ပါတယ်။၃မျိုးကိုလည်းကိုနဲ့ထပ်ပေါင်းတာဆိုရင်၃မျိုးနဲ့ကိုပေါင်းချင်း900တယ်ပေါ့နော်။ကို၃ည၃ညကို၃ပေါင်း၃ကို၃ည၃ပေါင်းရှင်းအတန်မှာခွန်၃ည၃ညဆိုတဲ့အတွက်အနုံးနှလုံးပေါင်း၃ညနဲ့၃ညနဲ့ပေါင်းရှင်း၃ညအတန်ဖြစ်ပါတယ် နောက်ထပ်ဒီ9ကိုမူတည်ရမှာပါเนาะဒီ9သလုံးကိုမူတည်ပြီးတော့9နဲ့ထပ်ပေါင်းတာဆိုရင်9 9ပေါင်း14 4 5 9ကို3ပေါင်း8၄၅၈ပေါင်းရှင်းအတန်ထဲက၃၀၀ဆိုတဲ့အတွက်အနောက်နှလုံးပေါင်း၇နဲ့၇ပေါင်း၄အတန်ဖြစ်ပါတယ်။၇၀အသေးပါနော်၄ပရိတ်၇၀အသေး။နောက်ထပ်ဒီ၈၄၇၃၀၀ဆိုတဲ့အတွက်ဒီ၄ကိုမူတည်ရမှာဖြစ်ပါတယ်။၄ကို၉နဲ့ပေါင်းရှင်း၃၃၄၄၃ပေါင်း၇ တောင်းလေးခုံမှာရှင်ကိုလေးဆိုတဲ့အတွက်ကြောင့်မို့အဲ့မှာတော့ကျွန်တော်ကိုနဲ့လေးပေါင်းရှင်၃အတန်ပါနော်အနုံတလုံးပေါင်းရှင်၃အတန်နောက်ထပ်အနေနဲ့ရှင်းနှလုံးပေါင်းရှင်နဲ့ကိုပေါင်းဆက်ခွန်အတန်ချပေးသွားတာဖြစ်ပါတယ်ဒီရှင်းပေါ့နော်တဲ sorry ဒီတစ်ကိုကိုနဲ့ပေါင်းတာဆိုရင်၃ညာတစ်တစ်၃ပေါင်းလေး၃ညာတစ်လေးမှာ၅၆၃ဖြစ်ပါတယ် ရှောင်းနေငါးပေါင်းစတိအတန်ဖြစ်မယ်ပေါ့နော်စတိပရိဖြစ်ပါတယ်ငါးချောင်းပေါင်းတိပရိနောက်တစ်ခုငါးချောင်းသုံးမှာကြတော့ငါးအုံမူတည်ပြီးတော့ကိုယ်နဲ့ထပ်ပေါင်းမှာပေါ့နော်ဆိုတော့ပေါင်းရှင်းလေးလေးငါးရှင်းနှလုံးပေါင်းရှင်းအတန်နှလုံးပေါင်းရှင်းပရိရတာဖြစ်ပါတယ်ရှောင်းရှိခွန်ဆိုတဲ့အတွက်ကနန်းနှလုံးပေါင်းရှင်းပရိအနေနဲ့ကျွန်တော်ချောင်းနဲ့ရှင်းပေါင်းရှင်းလေးပရိဖြစ်ပါတယ်ပေါ့နော်ရှင်းခွန်ပေါင်းရှင်းလေး15ပရိဖြစ်ပါတယ်နောက်တစ်ခု ဒီရှောက်ကုန်မူတည်ပြီးတော့ရှောက်ကုန်မူတည်ပြီးတော့9နဲ့ထပ်ပေါင်းတာဆိုရင်15 9 6 9ဖြစ်မယ်ပေါ့နော်အဲ့ဒီမှာသူချပြီးတော့တာကနိနိခွန်ဖြစ်ပါလေနိနိခွန်ဆိုတဲ့အတွက်ကြောင့်မို့နိနိခွန်ပေါင်းချင်း9ပြည်ဖြစ်ပါလေခင်ဗျာနှလုံးပေါင်းချင်းအနေနဲ့နိနိခွန်ပေါင်းပေါ့နော်နိခွန်ပေါင်း9နောက်တစ်ခု6ကိုမူတည်ပြီးတော့9နဲ့ထပ်ပေါင်းတာဆိုရင်တော့9 6 9 နှလုံးပေါင်းရှင်ပရိယာတွေပေါ့နော်အဲ့ဒီနှလုံးပေါင်းရှင်ပရိမှာ388ဆိုတဲ့အတွက်ကြောင့်မို့ရှင်းနေရှင်းပေါင်းရှင်ပေါ့နော်အနုံနှလုံးပေါင်းရှင်းနေရှင်းပေါင်းရှင်16ပရိဖြစ်ပါတယ်နောက်တစ်ခုဒီတိတ်ကုန်မူတည်ပြီးတော့ကိုကျင်အတွက်ဆိုရင်ဒီကိုပေါင်း30 3ညာဒီလေးပေါ့နော်တောင်ညာတလေကနန်းနှလုံးပေါင်းရှင်အတန်ရာနေတာဖြစ်ပါတယ်။ Okay ဆက်ပြီးမပြရကျွန်တော်စောင့်ကြည့်ရမှာပဲပေါ့နော်။ တနည်းအရာကတော့ဒီကိုရှောင်းနေမှာကိုနေနေပေါင်းတိပရိလေးလေးချေနေတေတုံချစ်တုံစတိပရိချေလေးတုံမှာရှေလေးပေါင်းချစ်တုံပေါင်းစတိပေါ့နော်ရှောင်းတုံပေါင်းကိုနေနေတုံများပေါင်းနေပြီးရင်ခွန်ခွန်ကိုမှာတော့ခွန်ကိုပေါင်းရှင်းချောပရိတုံများတုံများပရိခွန်ခွန်ပေါင်း၄ပရိကိုလေးပေါင်း၃ပရိပေါ့နော်ငါ၆ပေါင်းစတိပရိရှစ်ခွန်ပေါင်း၅ပရိနှစ်ခွန်ပေါင်း၉ပရိ၈၈ပေါင်း၆ပရိပေါ့နော်ဒီ ကိုချိန်မှာတော့ကျွန်တော်တနည်းအရာတုံညာတည်လေးနှလုံးပေါင်းခြင်းအတန်ဆိုပြီးရနေတာဖြစ်ပါတယ်။ Okay ။ဒါကတော့ကျွန်တော်မိတ်ဆွေများအထောက်အကူရအောင်ရည်ရွယ်ပြီးတော့တင်ပြပေးရှင်းတာဖြစ်ပါတယ်ဗောနော်။အဲဒီမှာတုံညာတလုံးတူနေတာတွေ့ရတယ်ဗောနော်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။